Música ah! ကွေးအကျင်းထောင်နဲ့ထောင်ရှိမှာပြီးခဲ့တဲ့အပယ်လာစစ်သုံးရက်နေ့က drop ဘုံနှလုံးကြားရောက်ပေါက်ကွဲခဲ့ပြီးအကျင်းထောင်တွင်တက်သားတယောက်သေဆုံးခဲ့ပြီးနောက်အကျင်းဦးစည်းဝန်ထဲတွေကအကျင်းထောင်တွင်ပြစ်ခတ်ရှင်းလင်းတာတွေလှုံ့ဆော်ခဲ့ပါတယ်။အဲ့ဒီပြစ်ခတ်မှုအတွင်နိုင်ငံရေးအကျင်းသားနှစ်ယောက်သေဆုံးခဲ့ပြီးအကျင်းသား၅ယောက်ထဲမှနေထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်နောက်ပိုင်းနိုင်ငံရေးအကျဉ်းသားတွေကိုထောက်အာဏာပိုင်တွေကတိုက်ပိတ်စစ်ဆေးတာလူမဆန်စွာရိုက်နှက်နှိပ်စက်တာ အိဆောင်ခန့်ပိတ်ထားတဲ့အပောင်းဝင်လူအခွင့်ရေးချိုးဖောက်မှုတွေကိုပြင်းပြင်းထန်ထန်လှုံ့ဆော်လာနေပါတယ်။ထောင်တွဲတည်ရင်းမြစ်လုံခြုံရေးကြောင့်ဒီပူပီတည်င်းထောက်ကအတန်အစားထိုးဖက်ကြားပေးတော်မှာပါ။မကွေးဘဟုအချင်းထောင်မှာအိဆောင်အခန်းမဖွင့်ပေးတာဒီနေ့ဆိုရင်တလားကြော်ကြပါပြီ။ထောင်ဝင်စားတွေကိုလည်းကန့်သက်ချက်နဲ့တွင်းနေရလို့ထောင်ထဲကအချင်းသားတွေစားရေးတောက်ရေးခက်ခဲနေကြပါတယ်။ ိသားစုနဲ့အဲ့တွေ့ခွင့်မရတာလဲတလားကြော်ကြာနေပါပြီအစိုးဆုံးကတော့တောက်ရည်တန်မရရှိတာပါပဲတောက်ရည်တန်မရှိတော့စီးကြောက်တဲတဲ့လူတွေများလာတာပေါ့ထောင်ထဲမှာကနေစဉ်လိုလိုလူခွင့်ရည်တွေချိုးဖောက်ခံနေရတယ်သူတို့ကြည့်မရတဲ့သူတွေကိုခြေချင်းခတ်တာတွေဖားခုန်ခုန်ခိုင်းတာတွေရိုက်တာတွေကိုဦးစည်းရာရှိမင်းလွင်ဦးကအပြင်းပြေလုပ်နေတာပါအကျဉ်းသားတွေနှိပ်စက်နေရရင်ကိုမင်းလွင်ဦးကပျော်ရွှင်နေတာပါ ပြီးခဲ့တဲ့ဧပြီလ28ရက်နေ့ကလေနိုင်ငံရေးအကြံသားအစ္စလမ်ဘာသာရေးခေါင်းဆောင်ကိုမြတ်ကိုကိုအကျဉ်းထောင်အာဏာပိုင်တွေကပြစ်ဒဏ်တိုက်မှာလူမဆန်စွာရိုက်နှက်လို့အသက်သေဆုံးခဲ့ရပါတယ်။ဒါအပြင်ရိုက်နှက်နှိပ်စက်ခံရလို့အပြင်းထန်တရားရရှိနေတဲ့အကျဉ်းသားတွေလည်းအများအပြားရှိနေပြီးစေကူတောက်ခွင့်မရရှိဘူးလို့သိရပါတယ်။ နိုင်ငံရဲ့အကျဉ်းသားတွေကိုဖိနှိပ်မှုတွေဆူဆူရွရလှုပ်ဆောင်နေတဲ့အပေါ်ထိရောက်စွာအရေးယူဆောင်ရွက်တော်မင်းလို့နိုင်ငံရဲ့အကျဉ်းသားများကွန်ရက်ကဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကတတိပေးပြောဆိုလိုက်ပါတယ်။မကွေးထောင်ကတော့ထောင်ရဲ့အနီးနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အချိန်တွေပေါ်မူတည်ပြီးကြတဲ့ကအချင်းထောင်ကိုလုံခြုံရေးတင်းကျပ်မှုတွေဖိနှိပ်မှုဆူဆူဝါးဝါးနဲ့ကိုမှစနေတကျလောက်ဆောင်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တခုပြောချင်တာကဒီလိုလုံဆောင်မှုတွေမှာပါဝင်တဲ့လူတွေကကျွန်တော်တို့အခုပြောင်းကာလမှာရောအခုပြောင်းကာလမရောက်ခင်ဒီကြားကာလမှာရောကျွန်တော်တို့တွေထိရောက်တဲ့ရည်ရွယ်ဆောင်ရွက်မှုတွေပေးနိုင်ဆောင်ရွက်တော်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အချင်းထောင်ထဲမှာရှိတဲ့နိုင်ငံချင်းအချင်းလူတွေကိုကျန်းမာရေးစောင့်ရှောက်မှုပြေဝပေးပါနေထိုင်စားတောက်ရေးနဲ့အချင်းအခွင့်ရေးကိုပြေဝပေးပါဖိနှိပ်မှုတွေကိုလုံးဝမလုပ်ဖို့ပဲကျွန်တော်တို့ကတော့ပြင်းပြထန် န်နဲ့သတိပေးချင်ပါတယ်ဗျအခုလိုထောက်ရင်းနိုင်ငံရဲ့အကျဉ်းသားတွေညင်ပန်းနှိပ်ဆက်ခံရပြီးတေဆုံးတဲ့ဖြစ်ရတွေနဲ့အတူလုံလောက်တဲ့ဆေးကုသခွင့်မရလို့တေဆုံးရတဲ့အခြေအနေတွေဟာဆရာနာသိန်းကာလာတခြားမရက်တော့ပဲဆက်ဖြစ်နေသေးပါစစ်ကောင်စီလက်အောက်ခံလူအခွင့်ရဲ့ကော်မရှင်ကလည်းအကျဉ်းထောက်အတွင်းစစ်ဆေးမှုတွေရှိနေလို့ပြောဆိုပေမဲ့ဒါတွေကိုထုတ်ပြန်ပြောဆိုတာမရှိပါဘူး စစ်တပ်အာဏာသိမ်းချိန်ကစပြီး2025ခုနှစ်မေလ15ရက်နေ့အထိနိုင်ငံရဲ့အကြံသားများကူညီစောက်ရှောင်ရဲ့အသင်း AAPP ကကောက်ယူရရှိထားတဲ့စီးရင်တွေအရဖန်ဆီးခရယာသူနိုင်ငံရဲ့အကြံသားစုစုပေါင်း19148ယောက်ရှိခဲ့ပြီးတည်ဆုံးသူ6680ယောက်ရှိရလို့သိရပါတယ်။ကျွန်မကေခိုင်ပါမြန်မာတရုတ်နယ်စပ်ရှမ်းပြည်နယ်မြောက်ပိုင်းဟိုပန်မြို့ကို UWSA ဝါတပ်ဖွဲ့က2024ဇန်နဝါရီမှာထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားမရှိတော့တဲ့ဟိုပန်မြို့ကိုတရုတ်နိုင်ငံသားတွေရောက်လာပြီးစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နေကြပေမဲ့အခွန်အခများပြီးထင်လောက်စီးပွားမဖြစ်တာကြောင့်လက်ရှိမှာအခြားမြို့တွေဘက်ကို ြောင်းရွှေ့သွားကြတဲ့လူတွေရှိနေတယ်လို့ဒေတာကန်တွေကပြောပါတယ်။ဟောလူကြီးပိုင်းနေနဲ့ရှယ်ယာထည့်ထားပြီးပေါင်းပြီးလုပ်နေတဲ့ပြည်ကြီးတရုတ်တွေတော့ရှိတယ်။အချို့ကဟိုတယ်လုပ်ငန်းတို့အဲစားတောက်ဆိုင်ကြီးကြီးမားမားဖွင့်ထားတဲ့ပြည်ကြီးတရုတ်တွေနဲ့အဲကျန်တဲ့အဆောက်အဦပိုင်းမှာရင်းနှီးမြှုပ်နှံတဲ့ပြည်ကြီးတရုတ်တွေတော့ကျန်သေးတယ်။ဒါပေမဲ့အရင်လိုတော့မများတော့ဘူးလူလက်တန်းစားပြည်ကြီးတရုတ်တွေလည်းမရှိတော့ဘူးသူကဆိုင်ကန်းခမပေးနိုင်တော့ဆိုင်ကြီးပိတ်ပြီးအခက်ပြီးပြန်ပြေးကုန်ပြီ။ဟိုဘက်မှာလည်းတည်ရမှာအယောင်းဝယ်လည်းမကောင်းဘူးဆိုတော့ ချင်းရှော်ကနေထွက်သွားပြီးလမ်းကြောတလျှောက်မှာတိန်နီတို့ကိုခိုင်တို့ဘက်မှာတက်ပြီးရင်းနှီးမြုံနှံတဲ့သဘောရှိတယ်အားကြောင့်မလို့တိန်နီမှာဆိုရင်၅တောင်းတန်နဲ့ဆိုင်ကန်တစ်ခန်းကိုပမာငွေ၃တိန်ပေးပြီးငားနေဆွဲလိုမျိုးတွေဖြစ်ကုန်၂023အောက်တိုဘာမှာစတင်ခဲ့တဲ့မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဘွဲ့ရဲ့၁၀နှစ်ဆက်ခွန်စစ်စီရေးတွင် USA ဝတ်တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ဟူပန်မျိုးနဲ့ MNDA ကိုကန့်တပ်ထိန်းချုပ်ထားတဲ့လောက်ကိုင်းမျိုးဟာနယ်မြေချင်းထိစပ်နေတာပါမြန်မာတရုတ်နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ အွန်လိုင်းငွေလိမ်ကမ်းလုပ်ငန်းကြားဖြန့်တွေကိုတရုတ်အစိုးရက2023ခုနှစ်မှာစတင်နှိမ့်နင်းတဲ့နောက်ပိုင်းလောက်ကင်မြို့မှာတရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေအရင်လိုလာရောက်ပြီးအလုပ်လုပ်ကင်တာနေပါသွားတယ်လို့လည်းနေမြေကန်တွေကဆိုပါတယ်အများသောအဖြစ်ကဒီလောက်ကင်မှာကြားဖြန့်လုပ်ငန်းမဲ့လောက်ကြအများများလာဆိုတော့လေလက်ရှိဒီမှာဖွဲ့စည်းရလဲဒီကြားဖြန့်လုပ်ငန်းကိုလောလောဆယ်အားပေးတာမျိုးမရှိဘူးဆိုတဲ့အခါကျတော့အရုပ်တွေကစီးပွားရေးနာလောက်ကြတာလည်းမရှိသေးဘူး တရုတ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့် MNDA ကုကန်တက်ဟာလာရှုံမျိုးပေါ်ရက်ွက်၁၂ခုကိုစစ်ကောင်စီကို ပြန်လည်လွှဲပြောင်းပေးဖို့တဘောတူခဲ့ပြီးနောက်ပိုင်းကုကန်တက်ထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာရပ်ဆိုင်းခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်း MNDAA ထိန်းချုပ်ထားတဲ့နေမီတွေကဒေတာကန်စစ်ပေးရှောင်တွေဟာနေရက်ပြန်လာနေထိုင်ကြတာရှိလို့တရုတ်နိုင်ငံသားတွေဟာလည်းရှမ်းမြောက်ကမြို့တချို့မှာစီးပွားရေးလုပ်ငန်းတွေလာရောက်လုပ်ကင်လာကြတာဖြစ်ပါတယ်ကျွန်တော်ခွန်စော်ဦးပါ